အချစ်အမုံအလွန်အစွေဒီခံစားမှုတွေနဲ့မကင်းနိုင်တဲ့ကျမတို့အားလုံးမှာဆက်လန်းကိုစီရှိကြပါတယ်ဂျာရီကိုအသက်သုံးလိုက်တဲ့အခါဖြစ်ပေါ်လာတာကရေဒီယိုဒရာမာမင်္ဂလာပါရှင်အမိုင်ရေဒီယိုကနေအတန်းဆက်လက်ထုတ်လွှင့်တင်ဆက်နေပါတယ်အခုချိန်ကတော့ကျမတို့အပတ်စဉ်တင်ဆက်ပေးနေကြရေဒီယိုဇက်လန်းနားဆင်ရမယ့်အချိန်လေးဖြစ်ပါတယ်ရှင်ဒီတစ်ပတ်ရေဒီယိုဒရာမာအစီအစဉ်ကနေတော့စာရေးသူ နှွေလွန်းအိမ်ရေးသားထားတဲ့လက်တွဲဘောလို့အမည်ရတဲ့ဇလန်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီဇလန်းလေးကဘလို့အကြောင်းအရာလေးဖြစ်မလဲဆိုတာအတူတူနားထောင်ကြည့်လိုက်ကြရအောင်ပါရှင်။ဟာကိုနိုင်အောင်ထိုးသွားပြီ။음ပည့်ရဆိုတော့အဲ့လိုကောင်းချက်ပဲ။ဟာငါအိုက်ဘက်ကိုတညာလုံးအားသွင်းမိတာပဲဖြုတ်ဦးမ။ Morning baby ။ နေအောင်ကောင်းကောင်းရနေတော့ဘီဘီအစချက်နေပြီပေါ့နော်။ရော့။ဂျာကဘီဘီအစစားပြီးရေတောက်ဖို့။ကောင်းကောင်းကြီးပြင်လာပြီနော်အပင်လေးရေ။ကျမရေမိုးချိုးပြီးရတော့မိဖို့ကြောင်ဘက်ဘာအတန်းမှမကြတော့အမေစေးုံသွားပြီဆိုတာသိလိုက်ပါတယ်။အမေကအဲ့လိုပါပဲ။ကျမလည်းစေးုံသွားမှတိတိယက်နဲ့သူ့အမျိုးသားကျမအဖေစီတမနဲ့တစ်ဆက်ကလောက်စောတွေ့ရလဲကောင်းတာပဲဆိုရဲအမျိုးသမီးပေါ့။ ဒါနဲ့ကျမလည်းအဖေတက်နေတဲ့ဆေးရုံရှိရာကိုကာမောင်းထွက်လာခဲ့ပါတော့တယ်။ကာမောင်းရင်အဖေအမေတို့နဲ့ပြောဘူးတာလေးပြန်တတိယမိတယ်။အမေလူရယ်လို့ဖြစ်လာရင်ရှေ့ဆက်ရှောက်အောင်မဲ့လမ်းရှိအဆင်ပြေနေဖို့ဆိုရင်ပညာတက်နေမှရမှာငါသမီးရဲ့စာကို조사ရမယ်နော်။ဟုတ်။ပြီးရင်ကိုကနေရာတစ်ခုကိုရာသွားပြီဆိုရင်လည်း professional ဆက်ဆံပြုမှုနေထိုင်တတ်ရမယ်။အသက်ရှိရမယ်။ mutual respect ရှိရမယ်သမီးရဲ့။ အမလေးရှင့်သမီးကိုဒါရီကြီးပြောနေတာအသေးနှလုံးမရှိရသူမဖြစ်အောင်ခန်းစားတတ်ဖို့လဲသင်ပေးပါအောင်တော့ဟာငါအဖေလီလောကကြီးကိုဘလို့ရင်ဆိုင်ရမလဲဘလို့ရက်တီရမလဲဆိုတဲ့ကိစ္စတွေပဲသင်ပေးမှာပေါ့ကွာနေစမ်းမအောင်ကွာမင်းလောက်တာနဲ့သမီးကိုဆုံးမနေအောင်ဘယ်ရောက်သွားလဲမသိဘူးဟို mutual respect ရှိဖို့လိုတယ်လို့ပြောတာပါဖေဖေအေးအေးဟုတ်တယ်အဲ့ဒါပြီးတော့သမီးနောက်တစ်ခုမှတ်ထားရမှာအရာအလုံးပုံမှန်အတိုင်းနေသားတရားဖြစ်ဖို့ဆိုတာအချိန်ယူရတယ်ဆိုတာဘယ်အမေရတော့လေငါသမီးလေးကို ခံစားတတ်တဲ့အသေးနှလုံးရှိဖို့ပဲပြောချင်တယ်ကွအသေးနှလုံးရှိတဲ့လူနေငါအသေးနှလုံးရှိတဲ့လူကျမလည်းတကယ်များခံစားတတ်တဲ့နှလုံးသားမရှိဘူးလားမသိပါဘူးရှင်ဗီဒီယိုကနေလာနေတဲ့တခြင်းအားလဲကျမကိုထောက်ခံနေတယ်လို့လို့စေယုံရောက်တော့အဖေကတင်ပြီးမှမြေတားတော့တူတူလေးထိုင်ရွံ့နေတဲ့အမေကိုတွေ့ရပါတယ်အဖေနဲ့အမေရဲ့တအူးပေါ်တအူးထားတဲ့ချစ်ချင်းမြေတားတန်ရုံစင်ဟာ ကျမကိုတစုံတယောက်ကိုသွားပြီးတတိယမိစေပါရယ်။ဟဲ့ဟင်းချက်။စာကိအဆိုင်မန့်တွေပြလို့ရှင်ပြအောင်နော်ငါကူးချင်လို့။ Okay ပါဟာ။ဆိုင်ဆိုင်ကိုလစ်ကြမယ်လေ။ဟင်။ဒီတန်းချိန်ကိုတော့လစ်အောင်လို့နော်။နော်လို့ဒီနာကော်ပြီးဆိုင်မှာရောက်ရင်ငါဝကျွေးမယ်။အဲ့ချိန်ကြမှာကူးလေနော်။အေးအေးတော်မတော်မ။တိတ်ချစ်ကြတဲ့တငယ်ချင်းတယောက်ကအခုလိုပဲခဏခဏအတန်းလေးလေးရှိပါရယ်။ကျမတို့နှစ်ယောက်လုံးကနီးပညာတက်ကတူမှာပထမနှစ်တက်နေကြပြီမယ်။ အခုထိတော့ကလေးလိုပါပဲစတိတ်ချောင်းမှာကလေးကတငယ်ချင်းနေဖြစ်တာကတကြောင်မိဘတွေအချင်းချင်းတိကြတာကတကြောင်မို့သွားအတူ လာအတူ အမြဲတမ်းတပူပူတွဲတွဲပါပဲဝင်းဝါနင်းထိုင်နေအောင်တော့ငါမုန့်တော်မလာအောင်မယ်အေးအေးငါစာကူးရင်းစောင့်နေမယ် ဟဲ့ငါကြိုက်သေးရနော်အမလေတိပါရဟအေးအေးညီလေးလက်တေးတစ်ခွက်ပြီးတော့ချူနာဆန်ဒွစ်တစ်ပွဲ Ice Americano တစ်ခွက်ပြီးတော့ခါอืม อืมဒီချောကလက်ကိတ်လေးပါပေးနော်ဟုတ်ကဲ့ကိုဒီမမာလာလေးရပါပြီဗျ Happy birthday win wa Please enjoy your last day as a teen cutie ဟဲ့တင်းနေငါငွေနေလား ငါတော့မွင့်နေတာငါတငယ်ချင်းလေးကတော်လိုက်တာကျေးဇူးတင်ပါတယ်ဟာอืมဒါဆိုဒီနေ့ငါကြည့်ရမှာပေါ့အမလေကေယော့ဒီမှာမွေးနေလက်ဆောင် iPad 8 generation နေလူချင်းမငါတိလို့ဝေထားတာဟောဈေးကြီးမှာပဲเนาะညင်းမို့တော့အာနာမီရဲ့တငယ်ချင်းရဲ့ဟဲ့ဒါပေမဲ့လေ Apple Pencil လေးပါပါလို့ရှင့်ပိုးတော်ကောင်းမှာအေးပါမိဝါရဲ့ငါထပ်မပေးပါမယ်ကဘာလည်းရှိတာပဲယူလာတယ်နှင်းကြိုက်အပြောင်းတော့မတွေ့ဘူးဟဲ့ အိမ်ဘက်ကိုလည်းအိမ်ကြမှာပဲကလိတော့အခုတော့နင့် assignment တွေပြီးအောင်ရေးလိုက်အောင်လေတော်ကြတီချက်စုကခံနေရအောင်ပဲအေးပါအေးပါဟိန်ထက်ကချမ်းသာတဲ့မိသားစုကဆိုပေမဲ့မိဘပေးတဲ့ပတ်စံတွေကိုစိတ်ထင်တိုင်းသုံးဖြုံနေရမျိုးမဟုတ်ဘဲနဲ့မိဘပေးတဲ့အရင်အနည်းနဲ့၁၆နှစ်သားကလေးကစီးပွားရေးဆလုပ်ခဲ့တဲ့သူပေါ့ဟိန်ထက်ကအကွက်မြေမီလူရည်လေတော့အခုချိန်မှာကိုရိုင်းပတ်စံရှာနေနိုင်ပြီးတော့ကိုအားကိုကိုပြီးတက်ကတူတက်နိုင်တဲ့သူတယောက်လည်းဖြစ်လာပြီလေရှုပ်လေးရလည်းချော်တော့ ကောင်းမလေးတွေကလည်းဝိုင်းဝိုင်းလည်နေတာပေါ့ရှင်။ဒါပေမဲ့သူစိတ်ကတော့ကျမကိုအကုန်ပေးပြီးသား။อืมတငယ်ချင်းအစင်ထက်ကြောက်နေပြီလေ तू က။အော်ဟင်းချေ။နေရတော့ငါ့ကိုတိတိလေးတွေကအစာဂယုစိုက်ပေးနေပြီမဲ့။ငါကတော့နင့်ကိုအပြေပေးဖို့အရန်စဉ်းစားနေမိပြီ။မပြတ်မသားဖြစ်နေမိတာတောင်းပန်ပါရဲ့ဟာ။ ဟွာလေး attention please ဝင်းဝါဆိုတာဘာလို့လဲခင်ဗျာကျွန်တော် inform လုပ်ထားရလေ project မှာပါမယ်လို့ telegram မှာပြောထားတဲ့တယောက်နာမည်နဲ့လူနဲ့တွဲပြီးမသိလို့ပါဗျမြင့်မှန်နဲ့လွဲအိတ်အင်ဒီလွဲထားတဲ့အောင်မင်းဆိုတဲ့ကောင်လေးကအခန်းရှိမှာလာပြောနေတဲ့အတွက်တခါလုံးငြိမ်ချသွားပါတယ်ရှုပ်တဲ့ကောင်လေးရဲ့အပြောကြောင့်ကျမလည်းမျက်လုံးအပြူသားနဲ့လန့်သွားတာပေါ့ဟုတ်ဟုတ်ဟုတ်ကျမပါအေးဟိုပေါ့ပါပဲပြောကြတာပေါ့ကျမတို့အသက်တူတူပဲဆိုတော့လေ ဟိုမင်းကပြောထားတဲ့သူကငါပါငါတို့နေပြီးတော့မနေ့ကျရင်အတူသွားမှာမလားအောင်မင်းဆိုတဲ့ကောင်လေးကစကိုင်းသားလေးဆိုပေမဲ့အသားဖြူသားပဲရုပ်ကလည်းအတင်တင်းဆိုတော့မစိုးပါဘူးဟိုကလေဆီယမ်မကကားနဲ့လိုက်ဖို့မယ်လို့ပြောတယ်အဲ့ဒါညကျမှ Telegram နဲ့ဆီယမ်မဖုန်းနံပါတ်ရဲပြီးတော့နင်ကြောင်းကိုအရောက်လာမယ်အချိန်ရပြန်ပြောပေးမယ်နော်โอเคပါတငယ်ချင်း အောင်မင်းဆိုတဲ့အညာသားလေးရဲ့ကျမရဲ့နောက်ထပ်ចောင်းသားចောင်းသူ၄ယောက်လောက်ရဲ့ဆရာဆရာမတွေရဲ့ project အတွက်ခရီးထွက်ဖြစ်ခဲ့ကြပါတယ်။ဝလင်ပေါတီ presentation အတွက်ပြင်ခဲ့ရတာတွေ project အတွက်ကြိုးစားခဲ့ရတာတွေကဒီခရီးမှာကျမတို့နှစ်ဦးကိုနှိဆက်စီခဲ့ပါတယ်။ဟဲ့ဟောနင်ရလေ NTC လေးနင် grade 12ကိုဘလို့အောင်လာလဲဟဲ့။ငါအဲ့အခန်းကိုကြော်ကြည့်လာတာဟာ။ဟာဟဲ့ ငါလေးကြံရင်ချိန်တာကြည့်ပြီးအကြံရပြီဟဟုတ်ဒိုင်နမိုလေးအဲ့လိုတပြေကုန်းစည်းကြီးရဲ့ညဘက်ကြီးကြံရည်အတူတူတောက်ဖြစ်ခဲ့တာရယ်ဟဲ့ငါမနေ့ပြန်တရင်ခုံနေပြီဟပြီးတော့အရန်လက်ကြောက်တယ်လာဒါဆိုငါလို့အော်ဂျီယမ်းမှာအာအပြစ်လိုက်စမ်းမဟစိတ်ထဲတင်းကျပ်နေတာတက်တာရယ်ညဘက်ကြီးလူလဲရှင်းပါရဟာမချက်နဲ့ငါလို့လိုက်အော်ဂျီယမ်းအာအာဒီလိုမဘောဟာ ကဲနေစိတ်ထဲမတက်တာပါဘူးလားဟဲ့ဟဲ့ဟုတ်သားနော်ဟဲ့အဲ့လိုကြတော့လေစိတ်ကပေါ့ပါသွားတယ်ဒါနဲ့အောင်မဲငါတို့အဆင်ပြေပါမလားဟဲ့ငါကြောင်းတွတ်တော့အရှက်တော့မရစေချင်ဝဲอืมစူရတာမရတာတက်အရှက်ကွဲလို့တော့မဖြစ်ဘူးဟာဟာနင်ကလဲလျှောက်ပြီးအသွေးလုံမနေပါနဲ့ နင့်ရဲ့ဘေးမှာငါတရားလုံးရှိရလေနင်ုံကအသက်နိုင်ဆုံးစပုတ်ပေးမယ်နင်တခုခုလွဲချော်သွားရင်လည်းငါပြန်ပြီးပြက်ကင်ပေးမှာပေါ့ဆုရလဲငါနင့်အတွက်လက်ခုပ်တီးပြီးတော့တူတူပြောပြမယ်လေဆုမရရင်လည်းငါမခုံးပေါ်နင်အားပါငုံချလို့ရရလေကြာလာယူမလေအမှန်တကယ်လဲကျမတို့ပြိုင်ပွဲမှာဆုမရခဲ့ပါပရိုတိုတိုက်မှာ error တက်သွားခဲ့လို့လေအရင်စိတ်နဲ့ဆိုကျမငုံမိမှာဆိုပေမဲ့အခုကတော့ကျမဘေးမှာအောင်မင်းရှိနေတဲ့အတွက်ဘယ်လိုပြောရမလဲ အဖို့တယောက်ရှိနေတယ်လို့ကျမစိတ်ကတက်တာရရခဲ့ပါတယ်။အောင်မဲ့ငါလေအိမ်မှာဆိုလာကိုထွက်မကြည့်ဖြစ်ဘူးဟာအခုမှတေချာကြည့်မိတာလာတော်တော်လှတာပဲ။ဒါကြောင့်နေကိုစိတ်ပြေလက်ပြောက်ဘီဝိုင်းသွားအောင်ခေါ်လာဖို့ဝင်ရယ်။ဝင်။ဟင်။ The moon is beautiful isn't it? ဒီစကားကတော့ဂျပန်လို့ဆိုရင်ခပြဆန်ဆန်နဲ့ချစ်တယ်လို့ပြောတာပါပဲ။ဒီအတိတ်ပဲကိုကောင်းကောင်းကြီးနားလေသဘောပေါက်နေရဲ့ကျမ။တုံဆိုင်မနေတော့ပဲ။ အောင်မင်းကိုချက်ချင်းအပြေပြန်ပေးခဲ့ပါတယ်။ I can die happy for you. ဟွန်းငါကိုယ်တိုင်တော့မသိလိုက်ပဲသူ့ကိုချက်ချင်းအပြေပြန်ပေးမိလိုက်ပြီ။ဟာဟင်းချက်တုံးကငါအချိန်ကြီးဆွဲအချောင်းပြချက်တွေအမျိုးမျိုးပေးပြီးညင်းခဲ့ပြီမဲ့။နေနေကြမှာငါရဲ့ရှင်ကုန်တန်းတွေထိမရခဲ့ပါလားအောင်မင်းရဲ့။ဟွန်းရှင်ကုန်ပြောင်းမှာဟင်းချက်ကိုအကျိုးတင်အချောင်းတင်ရှင်းပြရတော့မှာပါပဲ။အုံနောက်နဲ့စဉ်းစားရင်တော့ဟင်းချက်ရဲ့နင်ပေးရလက်ဆောင်တွေ တာယာမှုတွေပြီးတော့နင်းနေတာဆိုရင်ငါရဲ့နောင်ရည်အတွက် စိတ်အေးရမယ်ဆိုတာတွေသိပြီးနင်းကိုမချစ်ပေမဲ့လက်ထပ်ဖို့အထီတော့စဉ်းစားခဲ့ဘူးပါရဲ့ဟာဒါပေမဲ့ဟိန်းချက်ရဲ့နှလုံးသားနဲ့စဉ်းစားရရင်တော့အောင်မင်းကငါနှလုံးသားရဲ့နေရာယူထားတယ်ဟာငါသူ့ကိုရွေးချယ်လိုက်လို့နင်းကောက်တငယ်ချင်းဖြစ်ကဆွတ်လို့မယ်ဆိုရင်တော့လေ Hello. Hello. ဝင်းွာပြန်ရောက်ပြီလား?อืมမြားပြန်ရောက်တယ်ဟာ။ကဲပြောပါအောင်ငါအတွက်နန်းစိတ်ကိတ်ပါရဲ့လား။อืมပါပါတယ်ဟာ။အဲ့ဒါနင့်ကိုပေးရင်းနဲ့ဟိုပြောစရာလည်းရှိလို့အာနင်အားလား။ပြောစရာရှိရဲ့။အားရလေတောက်နေကြကော်ဖီဆိုင်မဲလား?อืมအဲ့တော့ခဏနေတနေ့လောက်ဆိုရင်စုံမယ်အဆင်ပြေလား? Okay ပါဗျာ။ အိမ်ထက်။ဟိုနင်ငါ့ကိုချစ်တယ်လို့ဖွင့်ပြောထားတာကိုလေ။ငါအခုအဖြေပြန်ပေးမယ်နော်။ပြောလိုက်ပါချစ်ရဲ့။ကို့ကိုချစ်တယ်လို့ပြောလိုက်ပါ။ချစ်ကိုလေချစ်လို့ခေါ်ခွင့်ရဖို့ကို့မှာလေအကြာကြီးစောင့်နေရတာ။ဟာတော်တော်ဟင်းတဲ့ရဲ့။နင်ကလည်းနင်စိတ်ထင်တာကြီးရှောက်ပြောမနေပါနဲ့ဟာ။ငါငါချစ်သူရနေပြီဟာ။ငါအောင်မင်းနဲ့ချစ်သူတွေဖြစ်နေပြီ။အဲ့ဒါနေနားလဲပေးဖို့မျှော်လင့်ပါတယ်တကယ်ချင်းရဲ့ဝင်းွာနေဟာတလေးတက်နိုင်ပါတယ်ကွာ ဒီကောင်ကတော့နင့်ကိုတန်မိုးထားပြီးတော့နစ်ရှည်လမြန်စောင့်နေခဲ့ရတာနင်ကတော့အခုလာပိုင်းရက်ပိုင်းလေးနဲ့တခြားကောင်နဲ့ဖြစ်ချင်းရတယ်ခဲ့နင်အဲ့လိုတော့မပြောပါနဲ့ဟာဟိုအချစ်ဆိုတာအချင်းကာလာနဲ့မဆိုင်ပါဘူးဟာနှလုံးသားနဲ့ပဲဆိုင်တာနှလုံးသားကစကားပြောလိုက်ဘသူမှမလွန်ဆန်နိုင်ဘူးဆိုတာနင်အသိဆုံးမှမဟုတ်လားနင်ကတော့စိတ်ဆိုးလို့ရပါတယ်ဟိုမခေါ်မပြောချင်တော့လေရတယ်ဟာပြီးတော့နင်ကတော့ပေးခဲ့ဘူးတဲ့လက်ဆောင်တွေကိုနင်ပြန်ယူမယ်ဆိုလို့ရှင်လဲငါပြန်ပေးဖို့အသင့်မန်းတော့မယူပါဘူးယူမနေဘူး ပေးပြီးသားပစ္စည်းကိုများပြန်ယူခြင်းပေးပါမယ်တဲ့ဘက်နဲ့တော်စမ်းမှာဟာငါပေးမှုရဲ့ပစ္စည်းတွေကနင်ပြန်ပေးနိုင်ခြင်းဆိုရင်ငါနင့်ကိုပေးမှုတဲ့ငါရဲ့အသေးနှလုံးကိုရောဟမ်ပြီးတော့ငါအချစ်ကိုရောနင်ပြန်ပေးနိုင်မလားပြောဝင်းမပြောစမ်းနေနင်ပေးလို့မရဘူးတက်လားနင်ပေးလို့မရဘူးငါနင့်ကိုစချင်းမီရဲ့နေရာစပြီးတော့အဲ့ဒီနင်မချစ်နိုင်ပါဘူးဆိုတဲ့ငါရဲ့အသေးကိုနင်အပိုင်ဖြစ်သွားတာဝင်းဝရဲ့နင်သိရလားတကယ်ချင်းရဲ့ဒါမှမဝင်းဝရဲ့ငါကတော့ချစ်မီရဲ့သူမို့လား နင်နိုင်ပါရဲ့နင်နိုင်ပါရဲ့တခုပဲသလားနင့်ဘိန်းနာကနေထွက်တော်ဖို့တော့နင့်ဘတော်မငါ့ကိုတောင်းမဆိုနဲ့နင်လှုပ်လို့လည်းမရဘူးအဲ့လိုနင့်ဘိန်းနာမှာနင့်တငယ်ချင်းတယောက်လိုဆက်နေနေအောင်မှာတော့နင်တာခွင့်မရှိဘူးခုတော့နင်ပြန်လိုက်တော့ဝင်ပါငါကလည်းနင့်ကိုပြန်လိုက်မပို့နိုင်ရလဲနင်နားလည်နိုင်မယ်လို့ထင်ပါတယ်ငါချိန်တခုတော့လိုရဟာနင်ပြန်လိုက်ပါတော့ကောင်းပါပြီဟာကောင်းပါပြီ ရယူရလေဘလုံးလုံးနဲ့ရီးစားဖြစ်နေရတယ်ကွာယူမန်တယ်လီကတော့စိတ်ချမ်းသာပုံရပါတယ်ဒါပေမဲ့ financially ကရောယူလို့ကယူကို support ပေးနိုင်ရလားကွာတို့တော့မထင်ဘူးနော်ဝင်းဟွာအော်စူစီရဲ့သူကငါ့ကိုချစ်တယ်လေအဲ့နဲ့လုံလောက်ပါပြီကျန်တာဘာမှမလုံငါတို့အတူတူတိဆောက်လို့ရတယ်အေးပါကွာကဲအဲ့ဆိုတို့သွားမယ်ဝင်းဟွာဟိုမှာဒုကူကိုကားနဲ့လာကြုံနေပြီ စူစီရဲ့စကားတွေကြောင့်ကျမအတွေးများခဲ့ရပါပြီ။သူ့ရှေ့မှာဘာမှမဖြစ်တလို့ဟန်ဆောင်နေပြီမေ။တကယ်တမ်းအောင်မင်းကိုရွေးချယ်တာမှန်ရဲ့လား။အောင်မင်းရဲ့နေအမြဲတမ်းပြောနေတဲ့ချစ်တယ်လို့ပြောတာက လူတိုင်းလုပ်တတ်ပါတယ်။ထမင်းအတူစားနေရင်လည်းသပင်လေးစီးပေးတာ။အေးခွက်တယ်။အေးထက်ပေးတာတွေကိုငါပြောခဲ့ပါတယ်။ဒါပေမဲ့ငါအခုအဲ့ဓာရီရဲ့တံမိုးကိုပိုင်းဖြတ်တက်နေပြီအောင်မင်းရဲ့။ငါလေငါ နင့်ကိုသိချစ်ပါတယ်။ဒါပေမဲ့ဖားလို့နင်နဲ့အတူရှိနေတဲ့အချိန်ဆိုငါထွက်ပြေးခြင်းစိတ်ပေါက်လာမှငါမသိတော့ဘူး။နင်ကနင့်ရဲ့ချစ်သက်လက်ဆောင်အနေနဲ့အပင်လေးကိုတရွတရပေးပြီးမယ်။ငါကတော့ဟိန်းထက်ပေးတဲ့ရှနေယူမွေးကိုပိုတန်ပိုးထမ်းမိတာအမှန်ပဲ။နင်နဲ့ငါရှောက်လေခဲ့တဲ့အချိန်ငါတို့စာသမျှနင်ရှင်းပေးတယ်ဆိုပေမဲ့ငါဟိန်းထက်နဲ့ကော်ဖီဆိုင်ထိုင်ရတာကိုပိုလွမ်းနေရအောင်ပဲ။ နေရဲ့ဘဝတက်လန်အတွက် နေရဲ့ရှေးရေးပလန်ကြီးပြောပြတိုင်းငါပါရာသိရော်လဲငါစိတ်ဆူမိရယ်နေဘဝရဲ့ပင်ပန်းမှုတွေမှာငါ့ကိုထက်ပေးထားတာငါမလုံနိုင်အောင်မင်းဘာလို့ငါ့ကိုမင်္ဂလာဆောင်ဝတ်စုံလှက်လှက်လေးဆင်ပေးချင်တယ်လို့မပြောရတာလဲဘာလို့ကဘာကြီးတစ်ခုလုံးဝယ်ပေးချင်တယ်လို့တခါမှမပြောခဲ့ရတာလဲနေဝယ်ပေးရဲ့လက်စွပ်တိတိလေးကငါ့လက်မှာပေါမနေတာတော့အမှန်ပဲ။ နင်းချောင်းတစ်ဖက်နဲ့ပင်မမမတ်အလုပ်တွေကုန်းလုံးလုပ်ပြီးပတ်စံရှာတယ်။အဲ့ဒီပတ်စံနဲ့ငါ့ကိုလက်စွပ်ဝတ်ပေးတယ်။နင်းပင်မမမတ်ရှာပြီးရလာတဲ့ပတ်စံနဲ့ဝယ်ပေးထားတဲ့လက်စွပ်ကိုငါဝတ်တိုင်းလေ။ငါရဲ့လက်ထက်ငါရဲ့ရှင်ကပို့ပြီးတော့ပူတယ်။နင်းကတော့တဏီကုံပင်မန်းလို့အိပ်ပျော်နိုင်ပြီမဲ့။ငါမှတော့နှောင်းနှားတွေနဲ့ညာတိုင်းအိပ်နေရတယ်ဟ။ဘာမှအာမခံချက်မရှိ။ပျော်လင်းချက်မရှိရဲ့နင့်လူလူကိုငါချစ်မိတာဟာ။ ငါကိုငါရောငါမိဘကိုပါနှစ်နေရနဲ့တူးနေတယ်။ငါဟိန်းတက်စီကိုအချိန်မရွေးပြန်သွားနိုင်ပြီမယ်။ငါနင်းကိုချစ်တဲ့စိတ်ထက်တနာတဲ့စိတ်ကြောင့်ငါမသွားနိုင်အောင်မင်းရဲ့။ငါငါလေးကိုကိုကိုလည်းငါရှင်လာပြီဟာ။အမေဘာလို့ထွက်လာလဲတမီးဝင်လာမှာပေါ့။ညီရဲ့ဖေမအိပ်ဘူးဆိုပေမဲ့နေမကောင်းဖြစ်နေတာဆိုတော့သူ့ဘေးစကားတွေများနေရင် စိတ်နှောက်ရဖြစ်မှာစိုးလို့ပါ၏လာလာဒီမှာထိုင်ကြရအောင်အမေအဖေကတော်တော်စိတ်မာရယ်နော်တစ်ချက်လေးမှအိုးညင်းညူပူတာမရှိဘူးအင်းတမီးအဖေကစိတ်တက်မာတယ်ဒါပေမဲ့လေစိတ်လည်းနှုတယ်တမီးရဲ့အင်းအမေကိုသူစပိုးတော့ကပေါ့သူခမရပညာကလည်းမစုံသေးဘူးမိဘကလည်းပြည့်ပြည့်စုံစုံမဟုတ်တော့ညနာငေးရှာရတယ်တမီးရဲ့ အရာရှိပေါက်ဆာလေးတွေအမေကိုလာပိုးနေကြတဲ့အချိန်မှာသမီးအဖေကအမေအနာကိုမရေတရေလာခဲ့ရရှာတာသူ့ဘဝမှာအမေအတွက်ပဲလို့တွေးနေခဲ့ရလို့အသက်ရှူတော်ခြောက်တဲ့အချိန်ရှိပါမလားလို့တွေးမိရတဲ့အထီးပဲသမီးရဲ့အမေကလေသမီးအဖေကိုဘာလို့ရွေးခဲ့တယ်ထင်တော့ဘာလို့ရွေးခဲ့ရလဲအမေဒီလိုသမီးရဲ့ဇလန်းရဲ့အစအနေပြောပြရရင်ငငယ်က အမေကိုအိမ်ရနေသဘောတူထားတဲ့သူရှိတယ်တမီးရဲ့อืมอืมတနေ့အဲ့ဒီသူကအိမ်လာလဲရောအဲ့မှာအိမ်အတွက်ပစ္စည်းတချို့လိုတာ ਨੇ တမီးရဖို့ကအမေကိုသူနဲ့လမ်းထိပ်လွတ်ပြီးဈေးဝယ်ခိုင်းတာပေါ့အဲ့မှာဈေးဆိုင်ပိုင်ရှင် ਨੇ ပြဿနာနည်းနည်းဖြစ်တယ်တမီးရဲ့ဟုတ်အဲ့ဒီအချိန်မှာအမေဘေးနာပါလာတဲ့ကောင်လေးကအမေဘက်ကပါဖို့နေနေတတတမီးရဲ့ရှက်တလူလူပုံစံနဲ့စိုင်ပင်ကိုထွက်သွားတာအဲ့တိုက်တိုက်ဆိုင်ဆိုင်ပဲ တမီးရဲ့အဖေကလည်းဈေးလာဝဲတဲ့အချိန်နဲ့တူတော့သူကအဲ့ဒါတွေမြင်သွားတာပေါ့အင်းပြီးတော့တမီးရဲ့ဆိုင်ရှင်နဲ့အမေတို့ရန်ဖြစ်တယ်ဆိုတာလဲတကယ်တော့အကြီးကျယ်အော်ဟစ်နေတာမျိုးမဟုတ်ပါဘူးကတော့ကစားနည်းနည်းပြဿနာဖြစ်ရုံပါအဲ့ဒီအချိန်မှာတမီးအဖေကအမေအနာကိုရောက်လာပြီးအမေရှိရနေအမေကိုကာကွယ်ပြီးတခုံးမကြံပညာသားပါပါဆိုင်ရှင်ကိုတုံ့ပြန်ပြောပေးခဲ့တာအဲ့ဒီအချိန်မှာပဲအမေတိလိုက်တယ်တကယ်အချစ်ဆိုတာလုံနေတဲ့အချိန် ဘေးကနေရှိနေပေးရမယ်ဆိုတဲ့အချက်ပဲတမီးရဲ့အဲ့ဒီအချက်နဲ့တင် အမေတဘောအလုံးတမီးရဲ့ဖေးလက်ထဲအဲ့ရဲခဲ့တာတမီးရဲ့အော်ဇလန်အဲ့လိုကိုอืมပြီးတော့ဒီမှာတွေ့လားအမေအမြဲဆွဲထားတဲ့ဆွဲချိုးလေးอืมတွေ့တာပေါ့တမီးတောင်းတာတော့လေအမေကတမီးကိုပေးမဝဘူးလေအေးတမီးရဲ့ဒီဆွဲချိုးကတာမန်ကြည့်ရင်တော့ရွှေဆွဲချိုးအသေးလေးပဲပေါ့တကယ်တော့အမေအတွက်အတိတ်ပဲကြီးအများကြီးရှိတဲ့ဆွဲချိုးတမီးရဲ့ဒီဆွဲချိုးကလေ သမီးအဖေနဲ့ရပြီးကစားသမီးအဖေအမေအတွက်ဝယ်ပေးခဲ့တာဒီဆွဲကြိုးလေးကိုအမေဆောက်ဝတ်တော့ဘူးလိုက်တာသမီးရဲ့သူခမနေပူမရှောင်မိုးရမရှောင်ရှာဖွေစုဆောင်ပြီးလှုပ်ထားတဲ့ဆွဲကြိုးလေးအမေပဲဆွဲရပါမလဲဒါပေမဲ့ तू ဟာအမေကိုချစ်လို့လှုပ်ပေးခဲ့တာလေတကယ်တော့သမီးရဲ့မှတ်ထားဘဝမှာချစ်တယ်လို့တဖွာဖွာပြောနေစရာမလိုသမီးအဖေလိုလူစားမျိုးပါလေ အဲ့လိုလည်းမပြောအမေကသူကတကယ်ချစ်ပြပေးခဲ့တာမိဖုရားတပားလိုရောဘယင်မတပားလိုရော အမေနေနိုင်ခဲ့တယ်တမီးရဲ့တမီးကတော့အဲ့ဒါအမေအဖေကိုတနာနေတာလို့မြင်လိုက်မယ်ဒါပေမဲ့အဲ့ဒါကမြစ်တာတမီးရဲ့မြစ်တာမြစ်တာဆိုတဲ့အရာလေးဟာနှုတ်နေတာကြောင့်သူ့ကိုစာနာစိတ်ကလေးနဲ့ကွတ်ထားရတယ်ယုံကြည်မှုလေးထပ်ပြေးပြီးအချိန်တစ်ခုအထိ စိတ်ရှည်ပေးရတယ်တမီးရဲ့ အခုသမီးတို့အမေတို့မတောင့်မကြနေနိုင်တာအဲ့ဒါလေးကြောင့်ပဲသမီးဟောမင်းညာသမီးအဖေဝမ်းလျှော့လွန်ပြီးတတိမိသွားတော့သူများတည်သွားရင်ငါဘယ်လိုလုပ်ရပါမလဲဆိုတဲ့အတွေ့အမေကောင်းနေဝင်လာတာပဲသမီးရဲ့အမေအကြောက်ဆုံးကလေသမီးအဖေမရှိတော့မှာကိုပဲကျမအမေနဲ့အဖေရဲ့ငယ်ဘဝအကြောင်းလေးကိုပြန်နာထောင်ရင်နဲ့ရှုပ်တရက်အောင်မင်းကိုတတိယသွားပါတယ်အမေအမေခဏလေးနော် ောင်းမင်းအရင်ကလေနင်ပေးရဲ့လက်စွပ်ကိုဝေးရတာပူရဲလို့ငါထင်ခဲ့မိတယ်။တခုခုဆိုဘေးနားမှာမမမမတ်ရက်ပြီးပြီးနင်တက်နိုင်တဲ့ချစ်ချင်းမြတ်တာတွေကိုပေးနေခဲ့တာကိုငါမမြင်ခဲ့ဘူးအောင်မင်းရဲ့။အခုတော့အခုတော့ငါအရာတွေသိသွားပါပြီ။နင်ငါကိုဘယ်လောက်ထိချစ်တယ်ဆိုတာကိုငါသိသွားပါပြီ။ Hello? Hello အောင်မင်း။နင်နင်ငါပြောရသေးချာနားထောင်တော့ ငါလေနင့်ကိုအယမ်းချစ်တယ်အရင်ကရလည်းချစ်တယ်အခုလည်းချစ်တယ်နောင်လည်းချစ်နေအောင်ပါနင်ဂျပန်သွားဖို့ပြင်နေအောင်မလားငါတခုပဲမေးမယ်ဟာအဲ့ခီးမှာငါ့အတွက်နေရာရှိလားဟမ်ဘလို့လို့မေးလိုက်တာလဲချစ်သူလေးရဲ့ပါတာဗောချစ်ရဲ့အပါမဲနေပါမလားဟုတ်ပြာငါနောက်တခုထပ်မေးမယ်ငါတို့ဘွဲယူပြီးရင်နင့်ဘေးနာဓာတ်ပုံတွဲရိုက်ခံမဲ့မင်းကလေးကငါပြစ်ခွင့်ရှိမလားအင်းမောနင်ကလွဲလို့ဘယ်လိုရှိမှာလဲဟုတ်ပြီပြီးတော့ နင်ဝယ်ပေးမဲ့မင်္ဂလာဝတ်ဆုံးပိုင်ရှင်ကငါပဲမှတ်လားအောင်မေနင်ဖြေလို့အိမ်သူတက်ထားဇနီးလောင်းလျာလေးကမဝင်ဝါတယောက်သေးပါဗျချပြီကကုတ်ချက်တယ်နော်ဟင်ဘလို့ခေါ်လိုက်တယ်ကကုတ်လို့ကကုတ်ကကုတ် Radio Drama brought to you by MI Radio. MI Radio ပြည်သက်တွေအခုနားဆင်ကြရတာကတော့ဇလန်းညွေလွန်းအိမ်ဇညွန်း လက်ရင်နဲ့ကျမတို့စူးစမ်းရေးသားထားတဲ့လက်တွဲဖို့ဆိုတဲ့ဇလန်းလေးကိုနားဆင်ကြရတာဖြစ်ပါတယ်။ဒီစစ်စစ်မှာတော့အတန်တရုပ်ဆောင်တွေအနေနဲ့ဖြိုစု၊ဆွဲ၊ကိုညံ၊တန်ဖြိုးအောင်နဲ့ကျမငိမ့်တို့ကတရုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်ရှင်။ဒီစီစဉ်လေးကို အတန်ဖန်ပေးတဲ့သူကတော့ Oreo Engineer ကိုညံဖြစ်ပြီးတော့အတန်တိဖြတ်ခြင်းကိုတာဝန်ယူပေးထားတာကတော့ Oreo Engineer တန့်ဖြူအောင်ပဲဖြစ်ပါတယ်။ MI Radio ပရိသတ်များရဲ့ကလောင်စွမ်းကို ရေဒီယိုဒရာမာနဲ့အတူပုံဖော်လိုက်ပါ